The British Shorthair Galleria ဆိုတော့ထူးခြားပြီးတော့ကြောက်ပါနေတဲ့ကိုယ်တွေထူထဲတဲ့အမွေးတွေနဲ့မျက်နှာကျဲတဲ့ရိုးရာဗြိတိရှအိမ်မွေးကြောင်ရဲ့မျိုးရိုး version တွေပဲဖြစ်ပါတယ်။လူတွေနဲ့အရင်နည်းဆုံးအယောင်မျိုးခွဲတွေကတော့ခဲရောင်တဲ့အပြောင်းတွေဖြစ်ကနနတ်သီးပုံစံမျိုးလုံးနဲ့အလဲအိလဲအွယ်အမီးတွေပါတဲ့ဗြိတိရှကြောင်လေးတွေပဲဖြစ်ပါတယ်။ Bridic Shorthairia ဆိုရင်တော့အလန်စာကနေအကြီးစားကြောင်တကောင်ဖြစ်ကသူမဟာအလွန်အစွမ်းထက်တဲ့ကြောင်ဖြစ်ပါတယ်။သူမမှာတောင်တင်းတဲ့ကြွက်သားတွေရှိကလေးလံတဲ့အယိုးတွေလည်းရှိကြပါသေး သူမကလဝင်ပြီးတော့ထူထဲတဲ့အသွင်မြင်ရှိပါတယ်။ကြက်တက်ကွက်လိုပုံစံတွေအပြင်တခြားရောင်တွေနဲ့လည်းတွေ့ရကြပါတယ်။ဒီကနေ့မှဒီအကြောင်းအရာတွေကိုမျှဝေပေးသွားမှာပါ။တီလေးမြောက်ကပါတီဝေါ်ကနေပြောင်းလဲကြိုးဆိုလိုက်ပါတယ်။ Subscribe Like and Share ခေါင်းလေးနေပြီးတော့အပေးသွားပါအောင်ရှင်။ကျေးဇူးပါဒါဆိုရင်တော့ဆက်လိုက်ပါပြီ။ Redick Shoheri ဟာဆိုရင်တော့မူလကပြည်တင်ရဲ့လေကွင်းတွေနဲ့လမ်းတွေမှာပေါက်ဖွားလာတော့လေပဲခေပေါ်အကြောင်းမျိုးစိတ်တွေရဲ့ပထမဆုံးမျိုးစိတ်တွေပဲဖြစ်ပါတယ် ဒီမျိုးစေ့ရဲ့ဖခင်ဟာဆိုရင်တော့ Herrick Singwira ဖြစ်ပြီးတော့ပထမအဆုံးသောကျွမ်းကျင်ကြောင့်မွေးမြူသူဖြစ်တဲ့ယူဆသူတစ်ယောက်ပဲဖြစ်ပါတယ်။ခေပေါ်ကျောင်းတမိုင်းမှာဆိုရင်တော့ခေပေါ်ကျောင်းတွေရဲ့ဖခင်ဖြစ်တဲ့လူတီများပါတယ်။သူဟာပထမအဆုံး professional ကြောင့်ဝင်းမြူသူဖြစ်ရောက်တာမကဘဲနဲ့1890ခုနှစ်မှာဖြစ်တိမ်းမှာကျင်းပတဲ့ပထမအဆုံးကြောင်းပြပွဲအတွက်စီးမြင့်တွေကိုလည်းဆုံးဖြတ်ခဲ့သူတယောက်ဖြစ်ပါတယ်။ ဟရိစင်ဃာဆွေနော့ဖြီတင်းရဲ့လမ်းပေးကြောင်တွေကိုကောင်းမွန်တဲ့မွေးမြူရေးအစီအစဉ်လေးနဲ့မွေးမြူခဲ့ပြီး၎င်းကိုဗြိတိရှမျိုးရိုးဖြစ်ကိုပြောင်းလဲခဲ့တာဖြစ်ပါတယ်။ဗြိတိရှရီယာလည်း၎င်းတို့ရဲ့ British Shorthair မျိုးရိုးတက်တွေကိုနှစ်သက်ကြတာဖြစ်ပါတယ်။၎င်းတို့ကဗြိတိန်တို့စတဲ့မိတ်ဆက်တဲ့အခါ၎င်းကဗြိတိရှလူကြိုက်အများဆုံးမျိုးဝါဖြစ်ကနေခိတ္တဖဲထုတ်ခံခဲ့ရပါသေးတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာပထမကမ္ဘာစစ်တုန်းကလိုပဲမျိုးစိတ်တွေကိုတုတ်တင်ခဲ့ပေမဲ့လို့၎င်းတို့ကအမြဲတမ်းလူကြိုက်များတဲ့ထိတ်တန့်အဆင့်တွေကိုပြန်ဝင်လာခဲ့ကြပါတယ်။ဒီနေ့ခေတ်မှာဆိုရင်တော့ British Shorthair တွေကိုကမ္ဘာတဝန်းမှာရှိတဲ့ကြောင်မှတ်ပုံတင်စည်ရင်မှာလက်ခံထားကြပါတယ်။တချိန်က၎င်းကို British Blue လို့ခေါ်ခဲ့ကြပေမဲ့လေအရာအမျိုးမျိုးနဲ့ထွက်လာတာကြောင့်၎င်းကို British သို့မဟုတ် British Shorthair လို့သာခေါ်ကြတာဖြစ်ပါရဲ့ရှင်။ Reddick Shaw Harry ရာဆွေးနော်ရင်ဘတ်ကျဲပြီးတော့တန်ပါတဲ့6နောက်ဆုံးရှိကအလဲအလတ်ရှိရှိပြီးတုံးတုံးအမီပါရှိသောကြောင်အမျိုးအစားပဲဖြစ်ပါရယ်။ဥကောင်းမှာအတော်လေးကြီးမားပြီးတော့လုံးဝင်းကပါယိုတူတူနဲ့ကျဲဝင်းနဲ့ပါပြင်းတွေပါပါရှိကြတာပါ။မျက်လုံးအရောင်လေးနဲ့ဂျင်းနီလိမ္မော်ရောင်ရှိတဲ့မျက်လုံးဝိုင်းဝိုင်းကြီးတွေပြင်အနက်ရောင်နဲ့ဂျင်းနီလိမ္မော်ရောင်တွေနဲ့တွေ့ရကြပါတယ် အရောင်တွေအနေနဲ့အနက်အပြာအဖြူအနီခရင်ငွေရောင်ရွှေရောင်တက်ကြဘိုးကောင်းရောင်စတဲ့အရောင်တွေကိုတရံဝင်စံနှုန်းတွေဖြင့်လည်းလက်ခံထားကြရပြင်ချောကလက်နဲ့အပျော်စားလိမ္မော်ရောင်တွေကိုလည်းလက်ခံထားကြတာပဲဖြစ်ပါတယ် British Shorthair ရဲ့နှာခေါင်းရောင်တွေကတော့အနက်ရောင် Cherry နီအုံနီရောင်လေးတွေနဲ့တွေ့ရကြပါတယ်။အရင်အမြင်အနေနဲ့ဆန္ဒလမအနေဆလေးလမအထိရှိတဲ့ကြပြီးကိုယ်လေးချိန်အနေနဲ့9ပေါင်ကနေ17ပေါင်လောက်ထိရှိတဲ့ကြပါတယ်။ Bradick Shaw Harry ကဆွေးနော်တက်တန်းအနေနဲ့ပြင်းပြအားဖြင့်15နှစ်ကနေအနည်း20လောက်ထိတက်တန်းရှည်ကြတာပဲဖြစ်ပါတယ်။ Bradick Shaw Harry ဆိုရင်တော့အရွယ်ရောက်ပြီးတဲ့အထိစော့ကစားနိုင်ကြပြီမြေ၎င်းတို့ဟာအလွန်ကြုံတက်ကြွမှုမရှိကြပါဘူးသူတို့ဟာအိမ်ထဲကိုစူးစမ်းလေ့လာပြီးတနေ့ကိုအကျဉ်းအနေငယ်ကစားခြင်းနဲ့ပင်လေးချိန်ခန်းတွေကိုများများလှုပ်ဆောင်နိုင်ကြတာဖြစ်ပါတယ် ။တင်ရ British Shaw Harry ကိုအမွေးရှိတဲ့အယုတ်တွေကျွေးရုံလေးပဲနဲ့တခြားတော်တော်နှစ်သက်တဲ့အယုတ်တွေကိုဝယ်ပေးပြီးတော့ကစားပေးတင်ပါရယ်။တရုတ်လေးတွေကဒီကနေ့ခင်မှာဆိုရင်တော့တကယ့်အကောင်တွေထက်အယုတ်ကြွက်တွေကိုပို့ပြီးတော့အမဲလိုက်ခြင်ကြတဲ့မုတ်ဆိုးလေးတွေဖြစ်လာကြပါပြီ။ဒါအပြင်ကြောင်လေးတွေတွေ့တက်ဆော်ကစားဖို့အတွက်တပင်းတွေစိန်အမြင့်တွေလည်းထားပေးထားတဲ့မှာရယ်ဒီကြောင်လေးတွေဟာဆိုရင်၎င်းတို့ရဲ့လွတ်လပ်မှုတွေကိုတံမိုးထားတာကြောင့်အလုံများတဲ့အိမ်အောင်စုတွေအတွက်တင့်တော်တွေရွေးချယ်မှုကောင်းဖြစ်ပါရယ် ပုံမှန်အားဖြင့်ဒီမျိုးစိတ်တွေဟာစိတ်ငြိမ်ပြီးတော့တတောင်တတာရှိပြီးလူတွေပြင်တခြားတရိတ်ဆန်နေနေပါပေါင်းသင်းဆက်ဆန်တတ်ကြပါတယ်။ပေါ်ရီတော့သစ္စာရှိသောချစ်ခင်တတ်တော်သူတွေဖြစ်တဲ့ British Shorthairia ဆိုရင်ကလေးရှိတဲ့အိမ်တွေနဲ့တက်ကြီးရွယ်ဦးတွေရှိတဲ့အိမ်တွေအတွက်စံပြဖြစ်ပေမဲ့လည်းကြောင်တွေကိုညှဉ်းတာစွာဂိုင်တွေတက်ဖို့မသိယူရသေးတဲ့အလုံးကိုသိငယ်တဲ့ကလေးတွေအတွက်အဆင်မပြေနိုင်ပါဘူးရှင်။၎င်းတို့ရဲ့မျက်လုံးကျဲပြီးတော့မျက်နှာဝိုင်းပုံမှန်တဲ့နေကြောင်းငယ်ရွယ်တဲ့ကလေးငယ်တွေဟာအယုံနဲ့မကြာခဏမှားလေးရှိတတ်လို့ပဲဖြစ်ပါတယ် British Shaw Haley ရဲ့ခန္ဓာကိုယ်ဟာကြက်လက်သားမှစွာတိစောက်ထားပေမဲ့အလေးချိန်ပိုလာပြီးဆိုပါကစီးစုံနဲ့နှာခေါင်းရောဂါကဲ့သို့သောကိုယ်အလေးချိန်ဆိုင်ရာကျန်းမာရေးပြဿနာတွေဖြစ်နိုင်ကြပါတယ်။ဒီလိုပြဿနာတွေကိုကာကွယ်ဖို့အတွက်၎င်းတို့ကိုကျန်းမာတဲ့အလေးချိန်မှာထိမ့်သိမ်းထားပေးခြင်းဟာဆိုရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်။၎င်းကြောင့်တွေဟာအသားစားများဖြစ်နေပြီးတော့၎င်းတို့ရဲ့အစားအစာမှာမတူညီတဲ့အာဟာရ၄၀မျိုးရရှိကြတာဖြစ်ပါတယ်။ အဲ့ဒီအဟာရအချိုးအစားတွေဟာအသက်အရွယ်နေထိုင်မှုပုံစံနဲ့ကျန်းမာရေးတို့ပေါ်မှာမူတည်ပြီးတော့ကွဲပြားကြတာမလို့ကြီးထွားတန်ဆွမ်းတဲ့ကြောင်လေးတကောင်ကတက်ကြွမှုနေတဲ့တက်ကြီးဝဲအိုကြောင်တွေထက်အဟာရမျှတမှုပိုပြီးတော့လိုအပ်ကြပါတယ်အရွေရောက်ပြီးသားကြောင်လေးတွေကိုတနေ့လင်း2ကျင်း၊ကြောင်ငယ်လေးတွေအတွက်တနေ့လင်း3ကျင်းအစားအစာကျွေးနိုင်ပေမဲ့လေအစားကိုအလွန်ကြုံမကျွေးမိဖို့သတိပြုသင့်ပါတယ်ရှင်။တင်ကြောင်အတွက်အကောင်းဆုံးအစားအစာအကြောင်းနဲ့ပတ်သက်ပြီးအကြံဉာဏ်ရယူဖို့အတွက်တရိတ်ဆန်ဆေးကုဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးသင့်တယ်လို့အကြံပြုပါရစေလားနော်။ prediction hell တွေဟာဆိုရင်တော့ထင်ရှားတဲ့ကျန်းမာသောမျိုးစိတ်တစ်ခုဖြစ်ကမျိုးရိုးဗီဇကြောင့်ထိခိုက်မှုနှေးပါကြပါတယ်မျိုးရိုးလိုက်တဲ့ယောဂါတွေထဲမှာ၎င်းတို့မှာနှလုံးယောဂါဟာဖြစ်နိုင်ခြင်းအများဆုံးဖြစ်ပါတယ်အဖြစ်အများဆုံးနှလုံးယောဂအမျိုးအစားတစ်ခုဖြစ်တဲ့ XCM ဟာဆိုရင်တော့၎င်းရဲ့အစောပိုင်းအဆက်မှာယောဂလက္ခဏာတွေမဖော်ပြတတ်ကြပါဘူး။ပုံမှန်ရုပ်ပိုင်းဆိုင်ရာဆက်ဆေးမှုတစ်ခုနဲ့ဆက်ဆေးကြည့်မှသာနှလုံးညှိညူတံတွေကိုကြားရတာဖြစ်ပြီးယောဂလက္ခဏာမပြတဲ့အကြောင်းတွေကိုမကြာခဏရှာဖွေတွေ့ရှိတတ်ပါတယ်။ ။ကြောင်လေးရီယာဆိုရင်ယောဂပိုးတိုးလာတဲ့အမျှအသက်ရှူရာခက်ခဲခြင်းတွေနဲ့ထုံထိုင်းခြင်းတွေကိုကြုံတွေ့ရနိုင်ပြီးနှလုံးခုန်ရပ်သွားနိုင်ကြတာပါ။ဒီမျိုးကွဲတွေမှာ polycystic လို့ခေါ်တဲ့ကြောက်ကက်ယောဂဖြစ်နိုင်ခြင်းမြန်မာကြောင်လေးတွေ့ရှိကြရပါတယ်။ပေကြောင်မျိုးစားမစို့ဖျားနာခြင်းဒဏ်ရာရခြင်းသို့မဟုတ်ကျန်းမာရေးခြင်းနှင့်အမျိုးမျိုးတွေဟာမကြာခဏဖြစ်ပေါ်တတ်ကြတာပါ။ဒါကြောင့်တင့်ကြောင်လေးကျန်းမာပြီးတော့ဖွံ့ဖြိုးမှုရှိနေစေရန်အတွက်ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေကိုတစ်နှစ်လည်တစ်ကြိမ်အနည်းဆုံးစစ်ဆေးပေးတတ်ပါတယ်။ British Shorthair မျိုးစိတ်တွေရဲ့အမွေးရိယာဆိုရင်တော့အမွေးတုပ်လေးတွေဖြစ်ကြတာမလို့ထိမ့်သိမ်းဆောင်ရှားမှုအနှဲငယ်သာလိုအပ်တာပဲဖြစ်ပါတယ်။ပျော်ပြောင်းတဲ့စုပ်တန်းကိုအသုံးပြုပြီးတပတ်လည်တစ်ကြိမ်ခန့်ပို့တိုက်ပေးကယာတီအလိုက်ကျွတ်တက်တဲ့အမွေးမြင်တွေကိုဖယ်ရှားပေးတတ်ပါတယ်။လက်သေးတွေကိုနှစ်ပတ်ကနေသုံးပတ်တစ်ကြိမ်ညှက်ပြီးတော့နားအတွင်းပိုင်းကိုအပတ်စဉ်ဆက်ဆေးပေးတတ်ပါတယ်။နားရဲတွေမှာအငြိစေးတွေတွေ့ခဲ့မယ်ဆိုရင်တော့နားဟိုတန်ရှင်းရေလို့ဖို့အတွက်အိမ်မွေးတရိတ်ဆန်နားတန့်စေးတွေနဲ့ဂုံးလုံးတွေကိုအသုံးပြုတတ်ပါတယ်။ ဝါကောင်းတောင်တော့မတုံးသက်ဘူးလို့အကြံပြုပြရစီလားနော်။၎င်းတို့ရဲ့နေရွက်တွေနေရဲပြီးတော့အလွန်ညက်ပတ်နေမယ်ဆိုရင်တော့တရိတ်ဆန်ဆေးကုဆရာဝန်ထံတွားရောက်ပြီးတော့ပြသတတ်ပါတယ်။သွားနဲ့ဂရင်းယောဂရဲ့အစိုးမိုင်းလက္ခဏာတွေမှာဂရင်းနဲ့အစိုးခြင်းနဲ့တဖုံးရောင်ခြင်းတွေပါဝင်ပါတယ်။တင်းချောင်ရဲ့သွားတွေကိုပုံမှန်တိုက်ပေးခြင်းနဲ့ပုံမှန်စစ်ဆေးခြင်းတွေပြုလုပ်ပေးတာဟာဆိုရင်ကြောင်တွေရဲ့ဂရင်းယောဂတွေကိုကာကွယ်ရန်အတွက်အထူးရောက်ဆောင်နည်းလမ်းတွေဖြစ်ပါတယ်။ အစာပိုင်းတွေမှာ Bradic Shawhelly တွေဟာတခင်တဲ့သူမဟုတ်တခြားအိမ်မွေတရိတ်ဆန်အသက်တွေနဲ့တွေ့ဆုံတဲ့အခါအနှဲငယ်ထိတ်လန့်တတ်ကြပါဗျ။ ဒါပေမဲ့တက်လျော်စွာမိတ်ဆက်ပြီးရဲ့နောက်မှာတော့သူတို့ပေါ်ရင်ကျေးတိမ်မွေးတဲ့သူဒါမှမဟုတ်ရင်ဒရိတ်ဆန်လေးတွေကိုအဖို့ဖြစ်နေတတ်မှတ်ကြတာဖြစ်ပါတယ်။သူတို့လေးတွေကတည်တည်တန့်တန့်နေလေးရှိတဲ့ကြတာမလို့လူတွေပေါ်မှာအာယုံစူးဆိုင်မှုတွေကိုအဆက်မပြတ်ပြုလုပ်နေမှာမဟုတ်ကြပါဘူး။သူတို့ရဲ့ရင်ခွင်ပေါ်မှာထိုင်ရတာတွေကိုနှစ်သက်ကြပေမဲ့လို့မြောက်ချမ်းသို့မဟုတ်တဲဆောင်ချင်းထက်ခြေထောက်လေးချောင်းစလုံးနဲ့မြေကြီးပေါ်မှာထိုင်ရတာတွေကိုပို့ပြီးတော့နှစ်သက်ကြတာပါ။ဒီကြောင်လေးတွေကလယောင်းကြီးထွေရှိပြီးတော့နူးညံ့သိမ့်မွေတာကြောင့်၎င်းတို့ကကလေးငယ်တွေရှိနေတဲ့မိသားစုတွေ ပထမအောင်ဆုံးချိန်အိမ်မွေးတရိတ်ဆန်မွေးမယ်တက်ခင်တွင်နဲ့အိမ်မွေးတရိတ်ဆန်မျိုးစုံမွေးထားတဲ့အိမ်တွေပါဝင်မြည်သည့်အိမ်အောင်စုံဤပါအတွက်မဆိုအကောင်းဆုံးအိမ်မွေးတရိတ်ဆန်တွေဖြစ်စီတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ရဲ့တီလေးမြကပါတီဝေါ်ကနေပြီးတော့ British Shorter အကြောင်းလေးကိုမျှဝေပေးကြတာဖြစ်ပါတယ်။ကျန်တဲ့တက်လိမ့်မယ်လို့လည်းညွှန်လင်းမိပါတယ်။နောက်တစ်ခါမှအသေးသေးတော့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါအောင်မယ်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်။ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြတဲ့နှုတ်ဆက်ပေးရစီလားရှင်။ Bye bye ။